ခဲနေရန်ပန်ကောင်းမျိုးမှာမန္တလေး15ရင်းနေကဖြစ်တဲ့ဆောလစ်ဆဖရန်ဆောင်အဝေးပြေးလမ်းမကြီးပြိုကျပုံမှာတန်ရာသူတွေထဲကမြန်မာတအုပ်ထမှန်သိဆုပ်ခဲ့ပြီးသိဆုပ်သူမြန်မာအလို့သမားတို့အထိရှိလာတယ်လို့ထိုင်းတရင်းဌာနတွေဖော်ပြချက်အရသိရပါတယ်။လမ်းပြိုကျမှုကြောင့်တန်ရာအပြေးထန်ရရှိပြီးထက်စင် COG မှာစေကူတခံယူနေတဲ့မြန်မာနိုင်ငံသားတအုပ်ဟာမနက်16ရက်မှာထမှန်သိဆုပ်ခဲ့တာပါ။ ဒါကြောင့်ဒေသသူ6ဦးအထိရှိလာခဲ့ပြီးထန်နိုင်ငံသား3နဲ့မြန်မာနိုင်ငံသား3ဦးပါဝင်ပါတယ်။ဒေသတဲ့မြန်မာနိုင်ငံသားတွေကတော့ကိုစင်ကိုအောင် ကိုနိုင်လင်းအောင်နဲ့ကိုသိန်းဝေတို့ဖြစ်ကြပါတယ်။ဆောက်လူရေးကုမ္ပဏီဖက်ကဒေသသူတွေအတွဲမိသားစုဝင်တွေကိုရှော့ကြည့်နေဆိုဗတ်တသန်းစီပေးမယ်လို့ထန်းအာနာဘိုက်တွေထန်းဂရီပြုထားတယ်လို့တင်ပြတွေမှာဖော်ပြထားပါတယ်။ ဆောက်လက်စအဝေးပြည်လမ်းမကြီးဟာလုပ်ငန်းခွင်တဲ့အလုပ်သမား30ကျော်နဲ့ကော်ပိုရိတ်လောင်းလင်းချင်းမှပြူကြခဲ့တာပါအဲ့ဒီပြူကြမှုကြောင့်ဆေးဦးမှာဆေးကူတာနေတဲ့ထိခိုက်ဒဏ်ရာရသူတွေ26ဦးအထိရှိနေပါသေးတယ်လက်ရှိမှာပြူကြသွားတဲ့အပြည့်စီတွေကိုဖယ်ရှားနေစေဖြစ်ပြီးပြူကြမှုဖြစ်တဲ့အလံပိုက်ကိုလည်းပိတ်ထားဆဲဖြစ်ပါတယ်